အားလုံးပဲမင်္ဂလာပါရှင်။ပို့ကိုကင်ချီလုံနီးလေးတင်ပေးဖို့ပြောထားကြလို့ဒီနေ့အိမ်မှာလုပ်ဖြစ်တာနဲ့လုံနီးလေးလာမျှဝေပေးတာဖြစ်ပါတယ်။ပို့ကတော့ကိုရီးယားငရုတ်သီးမှုအစားအိမ်မှာရှိတဲ့အယောင်တင်မှုလေးနဲ့ပဲလုပ်ထားတာဖြစ်ပါတယ်။ဒီကင်ချီလေးကလူတိုင်းအလွယ်တကူလုပ်လို့ရတဲ့နီးလေးမျိုးစိတ်ဝင်စားတဲ့ဆိုရင်လိုက်လုပ်ကြည့်ကြအောင်နော်။ကင်ချီလုပ်ဖို့အတွက်မုန်ကြီးထုပ်လေးတွေကိုသုံးထားပါတယ်ရှင်။ဒီနှစ်ထုပ်က60ဒါလောက်ရှိပါတယ်။ မုံညင်းတို့အစားမုံလာဦးဖြူတို့မုံလာဦးနီတို့ကျွတ်သွမ်းမိတ်တို့နဲ့လည်းကင်ချီလုပ်လို့ရရဲ့နော်အရင်ဆုံးထိပ်ပိုင်းလေးတွေကိုဖြတ်ထုတ်လိုက်ပါမယ်ပြီးရင်တော့အလဲကနေဓာတ်နဲ့တဝက်ခွဲလိုက်မယ်နော်တစ်ခုလုံးကိုဓာတ်နဲ့မဖြတ်ဘဲအောက်ပိုင်းလေးကိုပဲလှီးပြီးအပေါ်ကိုတော့လက်နဲ့ပဲခွဲထားလိုက်ပါတယ်မုံညင်းတို့တစ်ထုပ်ကိုဒီလိုမျိုးလေးချမ်းစီချမ်းထားပေးလိုက်မယ်နော် ပြီးရင်တော့တလွာချင်းစီကိုစားလေးတွေဖြူပါမယ်။စားထည့်တဲ့အခါပူပြီးစိတ်ဝင်သွားအောင်လို့မုံညင်းတို့လေးတွေကိုရေတထက်အရင်စိန်ထားလိုက်ပါမယ်။ပြီးတော့မှတလွာချင်းစီစားတီချာလေးဖြူထည့်လိုက်ပါမယ်နော်။စားနဲ့နေထားတာကမုံညင်းတို့ထဲကရေတွေကိုထွက်စီပြီးတော့အရွက်လေးတွေကိုပြော့သွားစေပါရင်။တရွက်ချင်းစီကိုတီချာလေးစားလေးဖြူလိုက်ပါမယ်။ ပြီးရင်တော့မုံညင်းတို့အားလုံးစာရည်တွေနဲ့နှံ့သွားအောင်လို့နိုင်ဝက်တစ်ခါလောက်အပေါအောင်လှန်ထားပေးလိုက်ပါမယ်။အနည်းဆုံး2နိုင်လောက်တော့စိန်ထားရပါတယ်ရှင်။စာနဲ့စိန်ထားတဲ့အချိန်မှာကင်ချီသိပ်ဖို့အတွက်အရေးကြီးတဲ့အနှစ်စားလုပ်ပါမယ်။အနှစ်စားလုပ်ဖို့အတွက်ဆန်အစိမ့်မုံထမင်းစားစွန်းနဲ့နှစ်စုံကိုရေစံကြီးခွက်တစ်ခွက်ထည့်ပြီးမီးအေးလေးနဲ့ပြည့်နေအောင်ကြိုးထားလိုက်ပါမယ်။ဆန်မုံအစားကောင်းကြီးမုံသုံးလဲရပါတယ်နော်။ ဂျူလာရင်နဲ့ဆန်းမှုလေးတွေပျော်သွားပြီဆိုရင်တကြားထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။ဆန်းနှစ်ကိုတော့ဆန်းစိမ့်နဲ့ပျောက်တဲ့အထီးမီးလေးနဲ့ပဲကျူထားလိုက်မယ်နော်။ဖက်ပြပြလေးဖြစ်လာပြီဆိုရင်တော့ရပါပြီရှင်။ဒီဆန်းနှစ်လေးကိုအေးအေးခံထားလိုက်ပါမယ်။အနှစ်လောက်ဖို့အတွက်ဂျင်းလက်တစ်စလောက်နဲ့ကျွတ်သွန်ပြူသုံးလုံးလောက်ကိုညက်နေအောင်ကြိတ်ထားလိုက်ပါမယ်။တကယ်လို့ကျွတ်သူညီထည့်ခြင်းနေဆိုရင်လည်းရောကျိတ်လို့ရရယ်နော် ပူကတော့ကျွန်သူမျိုးနဲ့ဂျင်းပဲထည့်ထားပါတယ်ရှင်။ကြိတ်ထားတာလေးတွေညက်သွားပြီဆိုရင်တော့ပကံထဲကိုဆဲထုတ်လိုက်ပါမယ်။ကင်ချီရဲထည့်ဖို့အတွက်အသီးရွက်လေးတွေကိုလည်းပြင်ဆင်ထားပါမယ်။ပူကတော့မုံလာဥဖြူ၊မုံလာဥနီနဲ့ကျွန်သူမိတ်လေးတွေကိုထည့်ထားပါတယ်ရှင်။တကယ်လို့မုံလောင်ဖြူတို့မုံလောင်ညီတို့မထည့်ပဲစက်သွမိတ်တမျိုးတည်းထည့်လို့လည်းရရယ်နော် မုံလောင်းဖြူနဲ့အနီလေးတွေကိုတော့အချောင်းလေးတွေလှိထားလိုက်ပါမယ်။ကိုစီကြိုက်ပုံစံလေးတွေလှိလို့ရရယ်နော်။ကျွတ်မိတ်ကိုတော့အဖြူပိုင်းလေးတွေကိုပပလီပြီးအစိမ်းပိုင်းကိုတော့လက်နှစ်စစ်စီလောက်ဖြတ်ထားလိုက်ပါမယ်။အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ကင်းချီအနှစ်လေးစားလုပ်ကြမယ်နော်။ကြိတ်ထားတဲ့ကျွတ်ဖြူနဲ့ချင်းလေးတွေထည့်ပါမယ်။ကြိုထားတဲ့ဆန်းနစ်လေးလည်းထည့်လိုက်မယ်နော်။ပြီးရင်တော့ငရုတ်သီးရောင်တင်မုတ်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းလောက်ထည့်လိုက်ပါမယ်။ ပဇွန်ထန်းခင်ပြာရီကိုထမင်းစားစွန်းနဲ့လေးစွန်းလောက်ထည့်ပါမယ်။ပြီးရင်တော့အားလုံးနဲ့အောင်မွေးထားလိုက်မယ်နော်။ကင်ချီကိုအယောင်ရရဲလေးလိုချင်ရင်ကိုရီးယားငရုတ်သီးမှုကိုသုံးလို့ရပါတယ်ရှင်။သူကအရမ်းမဆက်ပဲအယောင်ပိုထွက်တာမို့လို့ထမင်းစားစွန်းနဲ့သုံးလေးစွန်းလောက်ထည့်လို့ရပါတယ်နော်။ပြီးရင်တော့ပပလီထားတဲ့ကြက်သွန်မိန်မုံလာဦးနီနဲ့မုံလာဦးဖြူလေးတွေထည့်ပါမယ်။အားလုံးတမတော်အောင်နေထားလိုက်မယ်နော်။ စားစိန်ထားတာလည်းနှစ်နိုင်ပြည့်ပြီဆိုတော့ဒီလိုမျိုးရေလေးတွေထွက်နေပြီးတော့အရွက်လေးကလည်းခက်ပြပြော်လေးဖြစ်နေပါပြီ။သူ့ထဲမှာရှိတဲ့အငန်တက်လေးတွေကုံသွားအောင်ရေနဲ့သုံးလေးချိန်လောက်စီးထုတ်ထားလိုက်ပါမယ်။ပြီးရင်တော့ရေကုံအောင်ညှစ်ထုတ်လိုက်မယ်နော်။မုံညင်းတုတ်လေးတွေအားလုံးရင်းညစ်ပြီပြီဆိုရင်တော့ကင်ချီစားသိမ့်လို့ရပါပြီ။မုံညင်းတလွာချင်းစီကိုခုနဆက်ထားတဲ့အနှစ်လေးတွေထည့်ပါမယ်။ ရင်တော့သိမ့်မဲ့ဘူးလေးတဲကိုတခါရဲတန်းထည့်လိုက်ပါမယ်။ပိုးကတော့ဒီလိုဘူးလေးနဲ့ပဲထည့်ထားပါရဲ့ရှင်။အားလုံးထည့်ပြီးပြီဆိုရင်တော့အပြင်မှာ24နာရီအချင်းဖောက်ထားလိုက်မယ်နော်။ပြီးတော့မှရေခဲတက်တာတွေမှာ3ရက်လောက်ထည့်ထားလိုက်ပါမယ်။3ရက်ပြည့်ပြီဆိုရင်တော့ဆဆလို့ရပါပြီရှင်။ဒါလေးကတော့ရေခဲတက်တာတွေထည့်ပြီး3ရက်အကြာကင်ချီလေးဖြစ်ပါရဲ့ရှင်။ သုံးရပြည့်ပြီဆိုရင်စလို့ရပြီနော်။ခြေခဲစတာရဲ့ထည့်ထားမယ်ဆိုရင်နှစ်ပတ်လောက်အထိထားလို့ရပါတယ်ရှင်။ကင်ချီလေးတပူးလောက်ထားပြီးပြီဆိုရင်ကိုရီးယားစာလေးတွေစိတ်ကြိုက်ချက်လို့ရပါပြီ။နောက်ရက်တွေမှာလည်းကင်ချီနဲ့ချက်တဲ့အစားအစာလေးတွေကိုပို့တင်ပေးပါဦးမယ်ရှင်။ဒါဆိုရင်တော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။